မြန်မာရာဇဝင်မှာအကြည်စားတန်ကရံများရာကြီးအချစ်ကြီးလို့အမျက်ကြီးဆိုတဲ့ဆိုရိုးစကားတွေကမှန်ကန်ကြောင်းကိုတက်တဲ့ပြခဲ့မှုတဲ့မိဖုရားတစ်ပါးအမှန်တကယ်ရှိခဲ့မှုပါတယ်။အရင်သူကတော့အတာရည်တကြံပွဲတော်ကြောင့်ကန်ဆိုးမိုးမောင်ကြပြီးဘဝဇက်သိမ်းမလာခဲ့ရတဲ့မိဖုရားစောလုံးပဲဖြစ်ပါတယ်။ရုပ်ဆင်းရင်ကချောမောလာပါပြီးတော့ဘရင်အချစ်ဆုံးမိဖုရားဖြစ်ခဲ့တဲ့စောလုံးရဲ့ဘဝဇက်ကြောင့်ကဘလို့ကြောင့်များရာဇဝင်မှာစတင်လောက်တဲ့အထိဖြစ်ခဲ့ရလဲဆိုတာကိုတော့အခုဇက်လန်လေးမှာနားဆင်သွားရမှာပဲဖြစ်ပါတယ်။ မေဗျာစောလုံးဟာရှမ်းပြည်နယ်ကတီဘောစော်ဘွားကြီးရဲ့တမီးတော်တစ်ပါးဖြစ်ပြီးတော့တရုတ်ပြေးမင်းလို့လူသိများကြတဲ့နရတီဟာပတိမင်းရဲ့မေဗျာတွေကတစ်ပါးဖြစ်ပါတယ်နရတီယပတိမင်းဆိုတာကတော့အလောင်းစီသူမင်းကြီးရဲ့မြေတော်ဥဇနာမင်းကြီးရဲ့သားတော်ဖြစ်ပြီးတော့ပကံမင်းဆက်ရဲ့52ဆက်မြောင်မင်းလည်းဖြစ်ပါတယ်။နရတီယပတိမင်းဟာပကံထီးနှံကိုနှစ်ပေါင်း30ကျော်တိမ့်ပိုက်စုဆန်နိုင်ခဲ့တာကြောင့်နန်းသက်ရှိတဲ့ဘရင်တစ်ပါးအဖြစ်မှတ်ယူနိုင်ပြီးတော့ရာဇဝင်ကျမ်းတွေရဲ့ရေးသားဖော်ပြချက်အရဆိုရင်တော့ သူကကျမ်းမာရေးလည်းအလွန်ကောင်းမှန်တယ်လို့သူကတန်းဝေခြင်းနှာချေခြင်းများပဲမဖြစ်ခဲ့ဘူးသူလို့သိရပါတယ်။ဒါအပြင်အစားအသောက်ကိုလည်းခုံမင်းနစ်ချိုက်တတ်သူဖြစ်တာကြောင့်ပွဲတော်တည်တဲ့အခါမျိုးမှာဆိုရင်ဟင်းခွက်အရေးအတွက်ဟာ300ပြည်တော်မှသာလေပွဲတော်တည်လေးရှိတဲ့မင်းတစ်ပါးအဖြစ်သမိုင်းမှာမှတ်တမ်းတင်ခြင်းခံထားရတာကိုလည်းတွေ့ရပါတယ်။နောက်ထပ်သမိုင်းရာဇဝင်ကျမ်းတွေထဲမှာတော့နရတိဟပတိမင်းဟာအကြည်စားတန်တယ်လို့အမျက်ဒေါသလည်းကြီးပြီးတော့ စိတ်မထင်ရင်မထင်တယ်လို့ပြုလုပ်တတ်တဲ့သူဖြစ်တယ်လို့ဖော်ပြထားပါတယ်အထူးသဖြင့်တော့အိယာနိုးလာတဲ့အခါမှာဆိုရင်အနီးနားမှာရှိနေတဲ့လက်နက်သို့မဟုတ်အရာဝတ္ထုပစ္စည်းတစ်ခုခုနဲ့ဘေးနားမှာရှိတဲ့ရံရွေတော်လေးမူးမတ်တွေကိုပြစ်ပောက်တတ်တဲ့အကျင့်လည်းရှိပါတယ်တဲ့အဲဒါကြောင့်ပဲမိဖုရားဆောလုံးဟာနရတိဟာပတိမင်းကြီးအိမ်မောကြနေတဲ့အချိန်ဒီမှာဆိုရင်လက်နက်တွေပစ္စည်းတွေကိုတင်စီထားရပြီးတော့ပြစ်ပောက်လို့ထိခိုက်မိတဲ့အခါမှာလည်းနာကျင်ခြင်းမရှိစေနိုင်တဲ့ခရမ်းသီးတွေတပ်များသီးတွေကိုပြောင်းလဲထားရှိပေးထားရတယ်လို့ဆိုပါတယ် နယတိယပတိမင်းကြီးဟာသူ့ရဲ့မိဖုရားတွေထဲမှာဆိုရင်မိဖုရားစောလုံးကိုအမျက်နှိုးဆုံးဖြစ်ပြီးတော့မိဖုရားကောင်းကြီးဖြစ်တဲ့မိဖုရားဖွာစောကတော့အယုသေးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ရှမ်းမင်းသမီးတစ်ပါးဖြစ်တဲ့မိဖုရားစောလုံးဟာရှမ်းသွေးပါသူပြီးပြီးအလတ်သွေးကြွယ်ဝတယ်လို့အင်ဒရီတိတ်ခါလဲကြီးမားပြီးတော့ဘာသာတရားကိုလည်းယုသေးကိုင်းဆိုင်တတ်သူဖြစ်တာကြောင့်သူ့ရဲ့အခြေအများစုကိုဘာသာရေးနဲ့သာကြော်ဖြတ်လေးရှိပါတယ်။ ဲ့ဒါတွေအပြင်နန်းတော်တွေမှာပျော်ဝဲရွှင်ပွဲတွေကျင်းပတဲ့အခါမှာဆိုရင်လည်းကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းမရှိဘဲနဲ့ဘေးတနေရာမှာသာအသာအရာဆံမြန်းနေတတ်သူဖြစ်ပါတယ်ဒီလိုအချက်ကြောင့်ကြီးမားလွန်လာတဲ့မေဘီယာဆောလုံရဲ့ကျမငင်မှုကတော့တခါတော့ညရာသည့်အီယာဝရီမြကန်းတစ်ပေမှာအတာတကြံပွဲတော်ကျင်းပခဲ့ရာကနေစတင်ခဲ့ပါတယ်အဲဒီတုန်းကနရတီဟာပတိမင်းကြီးဟာတကြံပွဲမှာရေကစားဖို့အတွက်လူများမမြင်နိုင်အောင်နန်းတော်ကနေမျက်စိအထိကို အမိုးကာတွေကာယံပြီးတော့တွားရောက်ခဲ့ပါတယ်မြစ်စိတ်ကိုရောက်တဲ့အခါမှာလည်းမိဖုရားတွေကိုလုတ်တော်တွေ မောင်မမိတ်တန်နေတဲ့သူရေကစားမှတ်တပ်မှာရေတပင်ပွဲဆင်နွှဲပြီးတော့ဒီလိုဆင်နွှဲတဲ့အချိန်အတွင်းမှာတော့မိဖုရားစောလုံးဟာသူ့ရဲ့မူလအကျင့်တိုင်းပင်ပါဝင်စော်စားခြင်းမရှိဘဲနဲ့မြစ်စိအနီးနားလေးကယာယီတဲနှမ်းမှာသာဥပုပ်တီလာစောင့်တည်နေခဲ့ပါတယ်။အဲဒီအချိန်မှာတော့အကြည်စားတန်လာတဲ့နယတီဟာပတိမေဟာအိန္ဒြေကြီးလွန်လာတဲ့သူ့ရဲ့မိဖုရားစောလုံးကိုရေရီဆူရွှဲယုံတာမကရေမွန်းအောင်တီကိုရေပတ်ဖို့အတွက်ဘေးမှာရှိနေတဲ့မောင်မမိတ်တန်တွေကိုအမိန်ပေးခဲ့ပြီးတော့ ယာယီတဲထဲမှာရှိနေတဲ့စောလုံကိုလည်းသူ့စီလာရောက်ခစားဖို့အတွက်အခေါ်တော်လွတ်ခဲ့ပါတယ်။အချင်းနေရရက်ကိုတရိမမုံမိတဲ့စောလုံကတော့လင်းတော်မောင်အရှင်မင်းကြီးရဲ့အမိန်တိုင်းရှိတော်မောက်ကိုခစားဖို့အတွက်ရေကစားမန်တက်စီကိုဝင်လာခဲ့ပါတယ်။အရင်လိုနဲ့ပဲမန်တက်ထဲကိုရောက်တဲ့အခါမှာတော့မောင်မမိတ်တန်တွေက အရှင်မင်းကြီးမှာကြားထားတဲ့အချိန်မှာမိဖုရားဆောလုံကိုတကူလုံးရွှဲရွှဲဆူယုံတာမကအသက်ရှူကြက်ရလောက်အောင်ရေတွေလောင်းပတ်လိုက်ကြတာကြောင့်အချက်ကိုအသက်ထက်တန်မိုးထားသူဆောလုံခမရလူပုံလယ်မှာအချက်ကွဲခံခဲ့ရတဲ့အပြင်တခြားသောမိဖုရားတွေနဲ့ရန်ရွေတော်တွေရဲ့လောင်ပြောင်မှုကိုပါရရှိခဲ့ပါတော့တယ်ဒါတွေမကသေးပဲနဲ့ခင်မွန်းတော်ဆက်သူနရယတိဟပတိမင်းကပါသူ့ရဲ့ဖြစ်ရင်ကိုရှုစားပြီးတော့သဘောတကျနဲ့တတော်တော်ရေမောနေခဲ့တာကြောင့်ဆောလုံရဲ့စိတ်မှာပုံမှန်ခံစားရခတ်သွားခဲ့ပါတယ် �ီတုံကအတာရေသဘင်ပွဲဆိုတာရေကိုခန္ဓာကိုယ်ဆိုယုံအနေထားမြသာရင်ရင်ကြီးကြီးပတ်ပြန်းလေးရှိတဲ့ဒလိဖြစ်တာရှိသေးတာပါအဲဒါကြောင့်ခေါင်းစားခြေစုံတကူလုံးရွှဲရွှဲဆိုပြီးတော့အသက်ရှူကြက်လောက်အောင်ရေတွေလောင်းခံလေရတဲ့စောလုံးအတွက်တော့ဒီဖြစ်ပျက်ကတော့အသေးခန့်အောင်အလွန်နာကျင်စရာကောင်းကင်သလိုခင်မောဖြစ်သူပေါ်မှာလဲနာကြီးစိတ်တွေရန်ညိုးတွေဖြစ်ပေါ်လာခဲ့ပါတယ်။အရင်နောက်မှာတော့သူ့ကိုအရှက်မဲ့စီခဲ့သူနရက်တီဟာပတိမင်းကိုကလေစားချေဖို့ကြက်စီခဲ့ပြီးတော့ကြက်စီတဲ့အတိုင်းလဲမင်းကြီးပွဲတော်တဲမဲ့စားတော်အုပ်ထဲမှာအစိတ်ထည့်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ဘယင်းရဲ့ဖုံးကန်အရှိန်အဝါကအင်မတန်မြင့်မားတယ်ဆိုတဲ့အတိုင်း နရတ္တိယပတိမေရဲ့ဖုံးကံအဟုန်ကလည်းအဲ့ဒီအချိန်မှာမြင်မနေခဲ့တယ်လို့ဆိုရမှာပါအကြောင်းကတော့ပွဲတော်မတည်ခင်အချိန်မှာအနီးအနားမှာရှိတဲ့ခွေးတကောင်ကအမတ်မတည်ဆိုသလိုရောက်ရှိလာခဲ့တာကြောင့်မင်းကြီးကလည်းအဲ့ဒီအချင်းရပေါ်မှာတင်ငါမကင်းဖြစ်ပြီးတော့သူ့ရဲ့ပွဲတော်အုပ်ထဲကဟင်းတစ်ဖက်ကိုခြာကျွေးခဲ့ပါတယ်အဲ့ဒီခါမှာတော့ခွေးကခြာကျွေးတဲ့အသားကိုစားပြီးတော့အချိန်ခဏအတွင်းမှာတင်သေဆုံးသွားခဲ့တာကြောင့်နရတ္တိယပတိမေကသူ့ပွဲတော်တဲမဲ့ဟင်းတွေထဲမှာအစိတ်ပါဝင်နေတယ်ဆိုတာကိုသတိမှုသိရှိသွားခဲ့ပါတယ်ပွဲတော်အုပ်ထဲမှာအစိတ်ပါဝင်နေကြောင်းကိုမင်းကြီးသိရှိသွား ော်ပြီးချိန်မှာတော့ဒေါသပုံထပြီးတော့ပွဲတော်ကိုဆက်တာသူကိုရှေ့တော်မှာခေါ်ဆောင်လာဖို့အမိန့်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာပဲမိဖုရားတွေကမှတပားဖြစ်သူမိဖုရားဖွားစောကမင်းကြီးပွဲတော်တည်ဖို့အတွက်နေ့စဉ်လာပို့တဲ့ဟင်းခွက်တွေကဘယ်ဟင်းခွက်ကိုဘသူကဆက်တာပါလဲဆိုတာအတိအကျမှတ်ထားရတာဖြစ်တဲ့အတွက်အစိပ်ပါတဲ့ဟင်းခွက်ကမိဖုရားစောလုံးဆက်တာတာဖြစ်ကြောင်းကိုရှောက်တင်ပါတယ်ဒီလိုနဲ့ပဲစောလုံးတယောက်ဘရင်ရှိတော်မောင်ရောက်တဲ့အခါမှာတော့မင်းကြီးကမောင်မမိတ်တန်တွေကိုမိမိကိုရေပက်ဖို့အတွက်စီခိုင်းခဲ့ပြီးတော့လူပုံလဲမှာလဲယာစအိန္ဒြေပြည့်အောင်အချက်ခွဲခဲ့တာကြောင့် မင်းကြီးရဲ့အသက်ကိုလှုပ်ကြံခြင်းဖြစ်တဲ့ကြောင့်ဒီအတွက်လည်းမင်းကြီးပေးလို့တဲ့အပြစ်ကိုပေးနိုင်တဲ့ကြောင်းဆိုကာကြောက်ရွံ့ခြင်းအလင်းမရှိပဲရဲရဲဝံ့ဝံ့ရှောက်တင်လိုက်ပါတော့တယ်အဲဒီလိုရှောက်တင်တဲ့အခါမှာလည်းမေဘီယာဆောလုံဟာဟဲ့ဘဘုတ်တယ်မြေး နေငါ့ကိုအေယာရီမြစ်ထဲလူပုံလဲမှာအချက်ခွဲခဲ့တာမေ့နေပြီလားအဲ့လိုမျိုးဆိုကစောလုံးကမင်းကြီးရဲ့မျိုးရိုးဇာတိကိုဖော်ကမချိမငံပြောဆိုပါတယ်နရတိဟပတိမင်းရဲ့မေတော်ဟာဆိုရင်တော့မြစ်တာရွာသူဘဘုတေရဲ့သမီးဖြစ်ပါတယ်အရိခါမှာတော့စောလုံးရဲ့စကလုံးတွေကရခိုင်ကလေးကအမျက်ဒေါသကြီးမားလာတဲ့နရတိဟပတိမင်းကိုပုံမစိတ်ဆိုးဒေါသထွက်သွားစေခဲ့တယ်လို့မိဖုရားစောလုံးကိုပူကျင်ထိုးပြီးတော့စီရင်စေလို့လည်းအမိန့်တော်ချမှတ်ခဲ့ပါတယ်အဲ့လိုစီရင်မှုအတွက်ကိုလည်းဘဘဲသမားဥယျာဉ်တထောင်ကိုအသုံးပြုပြီးတော့အချိန်တို့အတွင်းမှာပဲတန်ကျက်စင်ကို ပြုလုပ်စေပါတယ်။တန်ကျက်စင်ကိုပြုလုပ်နေတဲ့အချိန်အတွင်းမှာတော့မိဖုရားစောလုံးကခံမှန်းထားတဲ့အချိန်ထက်ဆွဲပြီးတော့9ရက်ကြာပြုလုပ်ပေးဖို့အတွက်ဗဘဲသမားတွေကိုရွှေငွေတွေပေးကာတိတ်တဆိတ်တောင်းဆိုခဲ့ပါတယ်။အဲဒီ9ရက်အတွင်းမှာတော့စောလုံးကတဏီကုံဆိုသလိုတရဏကုံသီလစောက်တည်ပြီးတော့ဖျားကုံတော့တရားကုံတော့တန်ခတ်ကုံတော့တွေကိုပဲရွတ်ဖတ်ပူဇော်နေခဲ့တယ်လို့ဆိုပါတယ်။9ရက်မြောက်တဲ့နေ့ကိုရောက်ရှိလာချိန်မှာတော့မိဖုရားစောလုံးဟာ သူနဲ့အမြဲတစေရှိနေတဲ့စိတ်ပရီးကိုလက်မှကင်ပြီးမီးပူရှိန်နေကြောင်းရရတောက်နေနေတဲ့တန်ကျက်စင်ကြီးပေါ်ကိုတက်လာခဲ့ပါတယ်။အရီလိုတက်လာတဲ့အခါမှာတော့ကြောက်ရွံ့တုန်လှုပ်ခြင်းလည်းမရှိဘဲတက်လာခဲ့တာဖြစ်တယ်လို့ကွက်မျက်ခံရဖို့စောင့်ဆိုင်နေတဲ့အချိန်အတွင်းမှာလည်းယရနာ၃မရဲ့ဂုံတော်တွေကိုသာတစ်ခုပြီးတစ်ခုအာယုံပြုပွားများနေခဲ့ပါတယ်။စောလွန်တယောက်တန်ကျက်စင်ပေါ်ကိုရောက်ရှိပြီးအချိန်တစ်ခဏအတွင်းမှာပဲမိုးကောင်းကင်မှာမိုးသားတွေတိမ်ဆိုင်တိမ်ငဲတွေပေါ်လာခဲ့တယ်လို့ နန်းတော်ကြီးတစ်ခုလုံးလည်းမိုးကြိုးပြတ်တက်နေတဲ့မိုးချိမ့်တဲ့နေကြောင်တုန်ခါနေခဲ့ပါတယ်။အရင်နောက်မှာတော့တိတ်မကြခင်ချိန်တွင်းမှာပဲမိုးတွေကတဲထန်စွာရွာချခဲ့တာကြောင့်တန်ကျက်စင်ကိုအပူပေးထားတဲ့မီးတွေကလည်းငြိမ့်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်းဘရင်မင်းမြတ်ကကိစ္စမပြီးမချင်းတန်ကျက်စင်နဲ့စီရင်မှုပြုရမယ်လို့အမိန်ပေးထားတာဖြစ်တဲ့အတွက်အမှုရန်တွေကလည်းမင်းမိန်ကိုရှောင်လွှဲနိုင်ခြင်းမရှိဘဲနောက်တရက်မှထပ်ပြီးတော့မိဖုရားကိုတန်ကျက်စင်ဘုံကိုတင်ရပြန်ပါတယ်ဒီခါမှလည်းပထမတရက်အတိုင်းပဲမိုးရီရွာချလာတာကြောင့်မီးတွေငြိမ်းသွားခဲ့တယ်လို့တတိယမြောင်းနေ့ရောက်ပြန်တော့လေအလားတူဖြစ်ရတဲ့နဲ့ကြုံတွေ့ခဲ့ရပါတယ်ဒီလိုမျိုး၃ညင်၃နိုင်မီးတွေငြိမ်းခဲ့ရပြီးတဲ့နောက်မှာတော့မိဖုရားစောလုံးဟာ သူမအနေနဲ့ယတနာ၃မရဲ့ဂုဏ်တော်တွေပွားများရခြင်းအကျိုးအကြောင်းယခုလိုဖြစ်တယ်ဆိုတာကိုသဘောပေါက်ဆင်ခြင်မိခဲ့ပါတယ်။အဲဒါကြောင့်လဲမိမိသည်အတိတ်ဘဝကကံကြမ္မာဝတ်ကြွေးကြောင်းယခုဘဝမှာယခုကဲ့သို့ခံရခြင်းဖြစ်ကြောင်းကိုနှလုံးသွင်းလိုက်ပြီးတော့ငါသည်ချမ်းသာခွင့်ရမည်မဟုတ်လျင်တခဏချင်းပင်လောင်ကျွမ်းပါစေလို့ဆိုကာအဋိဋ္ဌံပြုလိုက်ပါတော့တယ်။အရိတော်မှပဲစောလုံးရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာချက်ချင်းဆိုသလိုမီးဟုံတောက် လောင်ကျွမ်းပြီးတော့ပြာကျသွားခဲ့တာဖြစ်ပါတယ်။သူနှစ်သက်မြတ်လို့ရတဲ့မိဖုရားစောလုံးကိုသူပေးခဲ့တဲ့အမိန့်တိုင်းစီရင်ပြီးတဲ့ကြောင်းကိုနရတ တိယပတိမင်းဇာတိယချိန်မှာတော့နောင်နာ ကြီးစွာရခဲ့ပြီးတော့အိတ်မပြောစားမဝင်တဲ့တောကဗျာပါရတွေဝေခဲ့ကနန်းတော်တစ်ခုလုံးမှလည်းဆောလုံငါ့ကိုစောင့်ပါအဲဒီလိုမျိုးအော်ဟစ်တန်းတနေတဲ့အတန်တွေဟာပဲ့တင်ထက်နေခဲ့ပါတော့တယ် နယတိယပတိမေယဒီလိုဖြစ်ရင်ကိုမြင်တွေ့ရကြမှာတော့ယဟန္တာရှင်သူမြတ်တို့ကပရိတ်တရားတော်တွေဟောကြားရွတ်ဖတ်ပေးခဲ့ကြတယ်လို့ပုံနာတို့ကလည်းဘေးရင်အတွက်ယရိယာတွေခြေပေးခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့မင်းကြီးကသူ့ရဲ့လက်ချက်နဲ့တိမ်မသွားခဲ့သူမိဖုရားစောလုံတွေရည်စူးပြီးတော့မင်္ဂလာစေတီလို့အမည်ရတဲ့ကောင်းမှုစေတီတော်တစုကိုတည်ထားစေဖို့ဆုံးဖြတ်ခဲ့ပါတယ်။မိဖုရားစောလုံတွေရည်စူးပြီးတော့နယတိယပတိမင်းကြီးတည်ထားခဲ့တဲ့မင်္ဂလာစေတီကိုတော့ပကံမြို့တောင်ဘက်၄ဖာလုံကအကွာမှာရှိတဲ့မြင်းကပါရွာရဲ့မြောက်ဘက်မှာဖူးတွေ့နိုင်ပါတယ်။ဒီစေတီကိုတည်တဲ့အခါမှာ နရတ္တိယပတိမင်းကရွှေစည်းကုံဖရာရဲ့အသွင်တရံတိုင်းတီဆောက်ကိုစေခိုင်းခဲ့ပြီးတော့ရွှေစည်းကုံဖရာနဲ့တူညီမှုမရှိပါကပယံသမားတွေရဲ့အသက်ကိုဇီဝင်ချွေမှာဖြစ်တဲ့ကြောင့်မိန့်တော်မူခဲ့တာကြောင့်ပယံသမားတွေကလည်းမြင်းစည်းပြီးတော့ရွှေစည်းကုံဖရာကိုပြေးကြည့်လိုက်မင်္ဂလာစေတီတီထားမဲ့နေရာကိုပြန်လာပြီးတော့ဖရာတယ်လိုက်လှုပ်ခဲ့ကြရပါတယ်ဒီလိုမျိုးခေါတော့ခေါက်ပြန်အပြေးလွှားလှုပ်ခဲ့ရတာကြောင့်လည်း ဇေဒီတည်နေတဲ့အချိန်တွေမှာမောပြီးတော့အသက်ဆုံးရှုံးခဲ့ရတဲ့မြင်9កောင်တောင်ရှိခဲ့တယ်လို့ပါဇက်ရာဇဝင်ရဲ့အဆိုအရသိရပါတယ်။မိဖုရားစောလုံးနဲ့ဆက်ဆက်လျက်ရှိတဲ့နောက်ထပ်ဖျားတစုကတော့ပကံမြို့တောင်မက်ချန်အနောယထာလမ်းမကြီးရဲ့ဘေးဘက်မှာရှိတဲ့မိငိန်ကုံဖျားဖြစ်ပြီးတော့ဒီဖျားဟာဆိုရင်မြင်းပြကူနွားပြကူနဲ့တဝကူဖျားတို့နဲ့မနီးမဝေးမှာရှိတာဖြစ်ပါတယ်။ ဒီဖျားဟာမိဖျားဆွလုံးကိုဖိုးကျင်ထိုးပြီးတော့မကွက်မြက်ခင်အချိန်ဟိုးအရင်ကတည်းကဒီနေရာမှာဘွဲ့မြည်မသိတဲ့စနစ်ရာစုလက်ရာတထက်ကိုဖျားအဖြစ်ရှိလို့နေခဲ့တာပါဒီလိုနဲ့မိဖျားဆွလုံးကိုကွက်မြက်တဲ့အခါမှာတော့မိသုံးချိန်ညှိနေတာကြောင့်အဲ့ဒီကိုဖျားကိုလည်းမိငင်ကုန်ဖျားလို့သတ်မှတ်ခေါ်တွင်ခဲ့ပါတယ်မိဖျားဆွလုံးရဲ့တမိုင်းဖြစ်ရင်ကိုသိရှိကြတဲ့သူတွေအနေနဲ့ကတော့ပကံကိုအလေရောက်ရှိတဲ့ခါတိုင်းမှာအဆိုပါမိငင်ကုန်ဖျားကဝင်ရောက်လေ့လာတဲ့ဖျားတစုဖြစ်တယ်လို့ပကံခေရဲ့ကြံရှိတဲ့အနုတ္တခုမှလက်ရာတွေကိုလည်းလေ့လာနိုင်တဲ့ဖျားတစုလည်းဖြစ်ပါတယ်ကြည်စားလို့ စိန်နဲ့အရှက်စိတ်လွန်ကဲမှုကနေတဆင်ဖြစ်ပေါ်လာတဲ့နရတီဟာပတိမင်နဲ့မေဘီယာစောလုံတို့ရဲ့ဇလန်ဟာပကံတမိုင်းမှာရှိခဲ့ဘူးတဲ့ဆိုပေမဲ့အချိန်ကာလအတော်ကြာမြင့်လာတာနဲ့မြန်ဒီနေ့ခေတ်နောက်လူတွေကြားမှာတော့စိတ်ဝင်စားစရာကောင်းလာတဲ့ဒန်ဒါကြီးတပုတ်ဖြစ်နေတာကြံရှိခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒီမှာတွေပဲပြီးဆုံးသွားပါပြီ။ဇလန်လေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။